ျွန်တော်မိသားစုပိုင်းအိမ်လေးမှာအလောက်ထိနိုင်ငံတကာဆက်ဆုပ်ရုံရှာပြီးတော့တကဘာလုံးလိုက်လိမ်နေတယ်နိုင်ငံကလည်းရေးရမှုတွေပြင်းပြင်းထန်ထန်လုပ်နေတယ်ဒီလိုကြားဖြန့်လို့ကောင်းနေရကျွန်တော်တို့အိမ်နဲ့ကျွန်တော်တို့နေခဲ့တဲ့ကျွန်တော်တို့ဖျားကန်းနေကျွန်တော်တို့ကျွန်တော်တို့ကိုဟိုရှင်ကိုကတော့ခဲ့တဲ့ဖျားကန်းနေကျွန်တော်တို့မိသားစုတွေအိတ်ခဲခုနာခဲ့တဲ့အိတ်ခန်းလေးတွေထဲမှာအခုလိုမျိုးကွန်ပျူတာတွေချပြီးတော့ဒီကျွန်တော်ဝင်ရောက်နေထိုင်ပြီးတော့ဒါတကဘာလုံးကိုလိမ်နေတာမျိုးကြတော့ရင်ထဲမှာတော်တော်ခံစားရပါတယ် အဲအခုဒီအိမ်ချိတ်ပိတ်ထားတာတော့ဒီအိမ်နာမည်ကတော့ကျွန်တော်နာမည်နဲ့မဟုတ်ဘူးပေါ့နော်အဲကျွန်တော်အဲအမျိုးသမီးရဲ့နာမည်နဲ့ပါဒါဒါကျွန်တော်တို့ချိတ်ပိတ်ထားတဲ့ပုံလေးလဲဒါရှိတယ်ပေါ့နော်ဒါချိတ်ပိတ်ထားတဲ့အိမ်လေးဟုတ်ကဲ့အဲဆိုင်ပုတ်လေးလည်းရှိတယ်ဒါပေမဲ့အခုဒီဆိုင်ပုတ်ကတော့စွေးပြီးတော့ဟိုပြတ်ကျသွားပြီပေါ့နော်အဲချိတ်ပိတ်ချိတ်ပိတ်ခံလိုက်ရတယ်အဲဒီနေ့ပဲအဲသတင်းတွေတက်လာမှာပဲကျွန်တော်တို့အံ့ဩသွားတယ်ပေါ့နော်ဟိုပြီးတော့မှကြည့်တော့ဟိုအေအော်ဒီမှာလည်းတက်လာတယ် အဲကျွန်တော် AOD ကအဓိကတက်လာတာပေါ့အဲ့မှာကြည့်တော့ဟာဒါငါတို့အိမ်ပဲပေါ့နော်အဲ့ကြမှာ live me စမ်းရင်းထဲမှာအဲမြောက်ဦးမျိုးထဲမှာလည်းကျွန်တော်တို့တင်ပေးပို့တဲ့လူတွေအချို့ရှိတယ်ရှိတယ်ဆိုတော့ကျွန်တော် live me ထဲမှာဟုတ်တယ်တဲ့အဲ့ဒါဟိုကိုရဲမင်းအိမ်မှာအိမ်ဟာငါအိမ်မှာဘလို့ဖြစ်တာလဲဘာညာဆိုကိုတော်မှမသိဘူးပေါ့နော်အဒီလိုကျွန်တော်သိထားနားလည်ထားတာဒီလိုချိတ်ပိတ်ခံထားတဲ့အိမ်တွေကဒီတိုင်းပဲတော်တန်းလန်းနေဒီတိုင်းပဲရှိကြတာပေါ့နော်အခုကတော့ကျွန်တော်နောက်ဆက်တွဲစုံစမ်းလိုက်ရတဲ့ဒီနေ့ကျွန်တော်တင်းနေတက်လာပြီးနောက်ပိုင်းမှာစုံစမ်းတဲ့အခါမှာဒီအိမ်ကို ကျွန်တော်တို့ဒီရောက်ရှိနေတဲ့ကြားဖြတ်နေဒီဒီအပိုင်းကျွန်တော်တို့မြဝတီတောင်ဘက်ပိုင်းမင်းလက်ပန်ကြားဖြတ် site ကို ကျွန်တော်တို့ KNU KNYA ရဝင်ရောက်စီးနင်းပြီးတော့ကျွန်တော်တို့အဲ့ဒီကြားဖြတ် site မှာဝင်ရောက်စစ်ဆေးဖမ်းဆီးတဲ့အခါမှာအဲ့ဒီကနေပြီးတော့တချို့လည်းထွက်ပြေးသွားကြတာလည်းရှိတယ်ပေါ့နော်အဲ့ဒီထွက်ပြေးသွားတဲ့လူတွေပြီးတော့ KK ဘက်ကထွက်ပြေးသွားတဲ့လူတွေလို့ကျွန်တော်တို့သိရတယ်ပေါ့နော်သိရတယ်အဲ့လူတွေကိုအဲ့ဒီအိမ်မှာလွန်ခဲ့တဲ့ရက်ပိုင်းကပဲသွားထားတာလို့ကျွန်တော်တို့သိရတယ် ਐ သွားထားတဲ့လူတွေကတော့ကျွန်တော်တို့ DKB တွေက ကျွန်တော်တို့ဘုံမှုအဆင့်ရှိ DKB ရေဘုံမှုတယောက်နဲ့ကျွန်တော်တို့အဲ့ဒီရက်ကွက်ပေါ့နော်ဒီအမှတ်လေးရက်ကွက်မြောက်ရီမြို့နယ်ကျွန်တော်တို့အမှတ်လေးရက်ကွက်အုပ်ချုပ်ရေးမှူးဟောစီလိုင်းပေါ့နော်အဲ့စီလိုင်းပေါ့အဲ့ဒီရက်ကွက်ရဲ့အုပ်ချုပ်ရေးမှူးစီလိုင်းတော့ကနေပြီးတော့အဲ့နေရာကိုသွားပြီးတော့နေရာချတယ်လို့ကျွန်တော်တို့နောက်ဆုံးဒီသတင်းပေးပို့မှုတွေကကျွန်တော်တို့သိရတယ်အဲ့ဒါအခုမှတော့တို့တို့ဒါဘယ်လိုပုံစံနဲ့ရုပ်ရှင်ရိုက်ကြလဲမသိဘူးပေါ့နော်ဒါကတော့အခုမှကျွန်တော်တို့ဝင်ဖမ်းတာတွေစီးတာတွေ ကျွန်တော်သိရတယ်အဲ့မှာနေရာသွားချတာကတော့ကျွန်တော် DKB ရဲ့ဗိုလ်မှူးအဆင့်ရှိတဲ့သူတဦးနဲ့ကျွန်တော်တို့ရက်ွက်အုပ်ချုပ်ရေးမှုပေါ့နော်ရက်ွက်အုပ်ချုပ်ရေးမှုပြီးတော့အဲ့မှာရှိတဲ့တာဝန်ရှိတဲ့လူတွေပါလိမ့်မှာပေါ့အဲ့မှာရှိတဲ့ကျွန်တော်တို့ရက်ွက်နဲ့သက်ဆိုင်တဲ့လူတွေပါမှာပေါ့အဲရက်ွက်အုပ်ချုပ်ရေးမှုစီလိုက်နဲ့ကျွန်တော်တို့အဲ့လက်နက်ကင်တွေနဲ့ပေါင်းပြီးတော့အဲ့မှာထွက်ပြေးလာတဲ့ကြားဖြတ်နေုံနေရာချတယ်လို့သိရတယ်ဆိုလိုတာချိတ်ပိတ်ထားတဲ့အိမ်တိမ်ကိုသူတို့လုံချင်တိုင်းလုံနေတာပေါ့နော်ဒါကတော့အကြံဖတ်စစ်အုပ်စုဘက်ကဘတ်တော်သားတွေလေကျွန်တော်တို့ စီလိုင်းဆိုတာလည်းအကြံဖတ်စေအုပ်စုမင်းအောင်လိုင်းအဲဖတ်တော်သားခစ်ဆက်ဆက်မင်းအောင်လိုင်းဖတ်တော်သားအခုချိန်ထိလည်းအကြံဖတ်စေအုပ်စုအောင်မှာကျွန်တော်တို့အကြံဖတ်စေအုပ်စုရဲ့ဘောမှရင်းနဲ့ဒါလက်ရှိအုပ်ကြီးဖြစ်နေတာပေါ့နော်အမှတ်လေးတစ်ခုလုံးလုပ်နေတာအဲသူဆိုရင်လည်း2021 22ကာလတွေမှာအဲအဲသူဆိုရင်လည်းခဏခဏအဲကျွန်တော်တို့အိမ်မှာတော့မနေရတဲ့အခြေအနေမျိုးနဲ့ဖြတ်တန်းနေရတဲ့အုပ်ကြီးမျိုးတွေမှာပါတယ်ပေါ့နော် ကျွန်တော်ကတော့ဒီတော်လိုင်းရေးအစပိုင်းအဲကျွန်တော်တို့အဲ2021 2လပိုင်း12ရက်နေ့ကလေးကကျွန်တော်ညညပိုင်းပေါ့နော်အိမ်ကနေဖတ်ပြေးခဲ့ရတယ်အဲ့ညမှာကျွန်တော်တို့အိမ်ကိုအဲစစ်ကောင်စီချမ်းဖတ်စစ်ကောင်စီတပ်သားတွေနဲ့ရဲတွေနဲ့အဲပြီးတော့အဲရက်ွက်လူကြီးတွေပါနေတဲ့အလုံးဝိုင်းဝင်းပြီးတော့ကျွန်တော်တို့စစ်သားဆိုရင်ကျွန်တော်တို့အယောက်30လောက်ပါတယ်ပေါ့နော်ကျွန်တော်အိမ်ကိုဝိုင်းပြီးတော့မှကျွန်တော်တို့အိမ်ကိုခဲနဲ့ထုပြီးတော့နှိုးတာပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာတော့ကျွန်တော်ကအဲ့တဲ့ရင်ကိုကြိုတင်တိတဲ့ အနေထားတစ်ခုကိုရှိတဲ့အတွက်ကျွန်တော်ဖွက်ပြေးနိုင်ခဲ့တယ်ပေါ့နော်အဲနောက်ပိုင်းကျွန်တော်အမျိုးသမီးနဲ့ကျွန်တော်သားလေးနဲ့အဲကျွန်တော်ညီမဝမ်းခွဲလေးတွေစသည်ဖြင့်ကျွန်တော်တို့ဆက်နေကြတယ်အဲနောက်ပိုင်းတော့နောက်ပိုင်းသူတို့လည်းဟိုနေလို့မရတော့ဘူးအချိန်တွေကအဲသူတို့လည်းဖွက်ပြေးလာခဲ့ရတယ်ကျွန်တော်လိုပဲပေါ့ကျွန်တော်လိုပဲဒီလွမြောက်နေမြေတွေကိုဖွက်ပြေးခဲ့ရတယ်အဲ့ဒီအိမ်ကကျွန်တော်တို့တွေရှောင်းတိန်လာခဲ့ရ2021တော်လိုင်းအစပိုင်းကလေးကနေကျွန်တော်တို့မိသားစုကလုံးဝရှောင်းတိန်ခဲ့ရပြီးနောက်ပိုင်းမှာ2021ထဲမှာပဲသူတို့ ချိတ်ပိတ်လိုက်တယ်လို့သိရတယ်ဗောနော်ကျွန်တော်တို့ကလည်းအိမ်ကိုချိတ်ပိတ်ထားတဲ့ဆိုင်းဘုတ်ကြီလာကတ်သွားတယ်ဒါတော့ပဲရက်ွက်ထဲကလူတွေတရင်ပေးပို့ချက်ရသိရတယ်အခုကျွန်တော်မိသားစုကလည်းဟိုကျွန်တော်မျိုးသမီးဆိုရင်ထိုင်းနိုင်ငံမှာနေတယ်ကျွန်တော်ဆိုလည်းလွတ်မြောက်နေမြေတွေမှာအဲတော်လိုင်းရေးလုပ်ငန်းစဉ်တွေထဲမှာပါဝင်ခြင်းနဲ့လှုပ်ဆောင်နေတယ်ဗောကျွန်တော်တို့ဟိုမြဝတီကိုနဲ့ဆက်သွယ်ပြတ်နေရကြာပြီအဒီနေ့ကြာမှာပဲဟိုတရင်ကြာတယ်ဒါမဲ့ဒီအိမ်အဲချုံချုံရွယ်ပိတ်ပေါင်းနေနဲ့ လွန်ခဲ့တဲ့နှစ်တည်းမှာအိမ်မှာခြုံနေတက်နေတဲ့အိမ်မှာအကုန်လုံးမိကျိုးတွေတောင်ခုတ်ချုပ်ခိုးသွားပြီးစသည်ဖြစ်ပေါ့အိမ်မှာအတွင်းထဲမှာရှိတဲ့ပစ္စည်းတွေလည်းအကုန်လုံးဒီချမ်ပါစစ်အုပ်စုဘက်ကနေလာယူသွားပြီးဆိုတဲ့အားတွေကတော့ကျွန်တော်တို့ကြားနေရတယ်ပေါ့နော်အိမ်ရဲ့ပုံတွေလည်းကျွန်တော်တို့အခြားလူတွေရဲ့ပေးပို့မှုရာသိနေခဲ့ရတယ်အဲလွန်ခဲ့တဲ့လပိုင်းကတော့မှအဲကျွန်တော်တို့အဲ့ဒီအိမ်ရှေ့ကနေပြီးတော့ကျွန်တော်တို့ဒီအိမ်ရဲ့အခြေအနေဘယ်လိုလဲဆိုတာသိကြလို့လွန်ခဲ့တဲ့ အဲတလအခွေနှစ်လလောက်ပါလွန်ခဲ့တဲ့နှစ်လလောက်ပတ်ဝန်းကျင်နဲ့ထင်းနဲ့ခမ်းမန်းကြီးနှစ်လလောက်ကတောင်မှကျွန်တော်စုံစမ်းထောက်လန်းခိုင်းတဲ့ခါမှာအိမ်ကတော့အဲ့လိုခြုံရပိတ်ပေါင်းနေတယ်တကားကြီးကတော့ပွင့်နေပြီအဲ့ဆိုင်ပုတ်တွေကလည်းမရှိတော့ဘူးဆွေးနေပြီပေါ့နော်အဲ့ဘယ်သူမှတော့မနေနေဘူးအိမ်ကြီးကဒီတိုင်းပဲရှိနေတယ်အခုဒီနေ့ကျမှအဲဒီလိုဒီဒီကြဖြတ်နေကိုအကြဖတ်စေအောင်စုဘက်ကဝင်ဖမ်းနေဆိုတဲ့တဲ့ရင်ကိုကျွန်တော်ကြားရတာဖြစ်တယ် ခုလိုမျိုးကျွန်တော်ချိတ်ပိတ်ခံတဲ့အိမ်မျိုးကျွန်တော်အိမ်မျိုးဟာအခုလိုမျိုးကျွန်တော်တက်ရောက်ခဲမဟုတ်ဘူးကျွန်တော်တို့မြောက်ဝတီမှာကျွန်တော်တို့အောင်စံပြလွင်းဆိုတဲ့ကျွန်တော်တို့ဟိုတယ်ကြီးရှိတယ်ပေါ့နော်ရေဘူးကနေပါလေပါတယ်အဲ့ဟိုတယ်ကြီးလည်းချိတ်ပိတ်ခံတာဒါအဲ့ထဲမှာလည်းကြားဖြတ်နေအများကြီးရှိတယ်နော်အဲ့အဲ့စံပြလွင်းဟိုတယ်ရဲ့ပိုင်ရှင်မနှွေးနှွေးဆိုရင်ဒါအခုထိုင်းနိုင်ငံဘက်မှာထွက်ပြေးတိမ်းရှောင်နေရတာပေါ့နော်သူလည်းကျွန်တော်တို့အဲ့လိုအိမ်အဲ့သူဟိုတယ်ကြီးအိမ်ကြီးချိတ်ပိတ်ခံလိုက်ရတယ်အဲ့ဒီအိမ်မှာလည်းကြားဖြတ်နေရှိတယ်ဆလိုတာကကျွန်တော်ကျွန်တော်တို့ဒီလိုချိတ်ပိတ်ခံထားတဲ့အိမ်ကြီးမှာ အကြံဖတ်စိတ်အုပ်စုနဲ့တို့ရဲ့အပေါင်းပါတွေကဒီကြားဖြတ်နေခုလိုမျိုးခက်ခဲဖြစ်တဲ့ချိန်တွေမှာကြားဖြတ်နေကိုမြောက်ဒီမျိုးတွေမှာထားပြီးတော့လောက်ကန်နေစေတာကိုထင်ထင်ရှားရှားတာကျွန်တော်တို့ဒီဖြစ်ပြမှာတွေ့လိုက်ရတယ်ဗောနော်အခုလက်ရှိမှာလည်းအခုလက်ရှိလည်းကျွန်တော်တို့နောက်တနေ့ကအဲရှိသေးတယ်ကျွန်တော်တို့ဟိုထိုင်းတော်မူဖျားဗောနော်ထိုင်းတော်မူဖျားအဲကျွန်တော်အောင်သိထိထိုင်းတော်မူဖျားမြောက်ဖက်အမှတ်၄ရက်ကွတ်ဆယ်အိမ်စုမှာလည်းအခုနိုင်ငံပေါင်းစုံကကျွန်တော်တို့အာဖရိကတွေရောဖာတွေရောနိုင်ငံပေါင်းစုံကကျွန်တော်တို့ကြားဖြတ် လုံနေတဲ့ဂိုင်းဝင်နေတဲ့အနေပါနိုင်ငံပေါင်းစုံကနေပြီးတော့ရောက်နေတဲ့လူတွေအားလုံးလူ200နီးပါးကိုအဲ့ဒီနေရာမှာအောင်သိတိထိုင်တော်မူမြောက်ဖက်အမှတ်လေးရက်ကွက်ပေါ့နော်အခုဒီမြောက်ရီမြို့နယ်အမှတ်လေးရက်ကွက်စေရင်စုနေရာကကျွန်တော်တို့လက်နက်ကင်နေလက်နက်ကင်နေကျွန်တော်တို့ထိမ့်သိမ်းထားတဲ့ခြံဝင်းကြီးတစ်ခုထဲမှာလူ200နီးပါးအခုလဲလက်ရှိထိမ့်ချုပ်ထားတယ်ထားထားတယ်လို့ကျွန်တော်တို့သိရတယ်ဆိုတော့သူတို့တွေကကျွန်တော်တို့ဂျမ်ပါစေအုပ်စုနဲ့ကျွန်တော်တို့အပေါင်းပါ အဖွဲ့အစည်းတွေကအခုလိုမျိုးဒီကြားပြန့်နေကိုမြောက်ဒီမျိုးထဲမှာဒီလိုက်ဖွက်ထားပြီးတယ်လိုက်ထိမ့်သိမ်းထားပြီးတယ်တို့ဓာတ်ပြင်ကိုအခုလိုကျွန်တော်တို့ကျွန်တော်တို့အိမ်လေးကျွန်တော်မိသားစုပိုင်းအိမ်လေးကျွန်တော်တို့ချွေးနေစာနဲ့ဝယ်ထားတဲ့အိမ်လေးပေါ့ကျွန်တော်တို့နေတော့မနေလိုက်ရဘူးเนาะအိမ်တက်လေးတော့မလုပ်ရသေးဘူးကျွန်တော်တို့တွေအကြံဖတ်စေအုပ်စုရဲ့အာဏာသိမ်းမှုမှာကျွန်တော်တို့မိသားစုကျွန်တော်အမျိုးသမီးနဲ့အတူစန့်ကျင်ကျွန်တော်တို့တော်လန်ခဲ့တယ်ဆန္ဒတွေပြခဲ့တဲ့အတွက်ကျွန်တော်တို့တွေလှဖမ်းလို့ထွက်ပြေးခဲ့ရတယ်။ဘောတော့ကျွန်တော်ဆိုညရွှင်းချင်းကျွန်တော်၁၂ရက်၂လပိုင်း၁၂ရက်နေမှာတွေထွက်ပြေးခဲ့ရတယ် ိုတော့အဲ့လိုကျွန်တော်တို့လိုမျိုးချိတ်ပိတ်ခံတဲ့လူတွေကမြောက်ဦးမြို့နယ်မှာကျွန်တော်တို့အိမ်ကြီးကျွန်တော်ခမန်းကြီးအဲ့လိုအိမ်မျိုးကျွန်တော်တို့ဆယ်လုံးအထက်မှာရှိတယ်ပေါ့နော်ဆယ်အိမ်ထက်မှာရှိတယ်အဲ့လိုအိမ်မျိုးတွေမှာအခုကြားဖြတ်နေရဘယ်လောက်ထိရောက်နေလဲမသိဘူးလောလောဆယ်တော့အခုဒီမနက်ကျွန်တော်တို့ဒီနေ့ညနေကျွန်တော်တို့ AR ဝီရသတင်းတက်လာမှာပဲကျွန်တော်တို့အားသာငါတို့အိမ်လေးပါလားဆိုတော့မှတ်မိပြီးတော့မှစုံစမ်းတော့မှဒီလိုဖြစ်ပျက်ကိုကျွန်တော်တို့သိရတာဖြစ်တယ်အဲ့တော့ဂျမ်ပါစေအုပ်စုမရောက်နိုင်တဲ့အပေါင်းပါတွေနဲ့အတူကျွန်တော်တို့ဂျမ်ပါစေအုပ်စုနဲ့တင်းပင်းဖွဲ့စည်းထားတဲ့ဒီလက်နက်ကိုင်ဖွဲ့စည်းတွေဟာ ကြားဖြန့်နေကိုဒီလိုကျွန်တော်တို့လိုမျိုးတော်လိုင်းကြီးလို့လို့ချိတ်ပိတ်ခံထားရတဲ့အိမ်ကြီးတွေဒီမှာပါလိုက်ထားတယ်။အဲပြီးတော့အခုတို့ကဒီရက်ပိုင်းမှာပဲထားရတယ်။အခုဒီရက်ပိုင်းမှာပဲဝင်ဖမ်းတယ်ပေါ်ပါညာပေါ့နော်ရက်ကွက်ကတိုက်လို့ပါညာဆိုတဲ့ပုံစံမျိုးတွေအဲတို့တွေရုပ်ရှင်ရိုက်ကြတာတွေကတော့ဒါအင်မတန်ကျွန်တော်အနေနဲ့စန့်ကျင်ကတ်ကွက်တယ်လုံးဝရှုတ်ချတယ်ဆိုတော့ပြောချင်ပါတယ်။ ဒါကျွန်တော်တို့ဟိုပါတော့အင်ပလန်ခန်းစားရပါတယ်ကျွန်တော်တို့ဒီကျွန်တော်မိသားစုပိုင်းအိမ်လေးမှာဒီလောက်ထိနိုင်ငံတကာဆက်ဆုပ်ရုံရှာပြီးတော့တကဘာလုံးလိုက်လိမ့်နေတယ်နိုင်ငံကလည်းရေးယူမှုတွေပြင်းပြထန်ထန်လုပ်နေတယ်ဒီလိုကြားဖြန့်လို့ကောင်းနေရကျွန်တော်တို့အိမ်နဲ့ကျွန်တော်တို့နေခဲ့တဲ့ကျွန်တော်တို့ဖျားကန်းနေကျွန်တော်တို့ကျွန်တော်တို့ကိုဟိုရှင်ကိုကတော့ခဲ့တဲ့ဖျားကန်းနေကျွန်တော်တို့မိသားစုတွေအိတ်ခဲခုနာခဲ့တဲ့အိတ်ခန်းလေးတွေထဲမှာအခုလိုမျိုးကွန်ပျူတာတွေချပြီးတော့ဒီကျွန်တော်ဝင်ရောက်နေထိုင်ပြီးတော့ဒါတကဘာလုံးကိုလိမ့်နေတာမျိုးကြတော့ရင်ထဲမှာတော်တော်ခံစားရပါတယ် ကျွန်တော်တို့ကနှစ်ထပ်နာရတယ်ပေါ့နော်အိမ်ကိုကျွန်တော်တို့အတင်းအားမှာကျွန်တော်တို့မိသားစုပိုင်းအိမ်ကိုအချမ်းဖတ်စေအုပ်စုဘက်ကကျွန်တော်တို့ချိတ်ပိတ်ခဲ့ရတယ်ကျွန်တော်တို့အိမ်လေးကိုပစ်ထားခဲ့ရတယ်ခြုံရွယ်တွေပါတတ်ပြီးတော့အိမ်ဟာနော်ဒီကြားထဲမှာကျွန်တော်တို့အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေလည်းအကုန်လုံးခိုးယူသွားခဲ့ကြရတယ်ပေါ့နော်အချမ်းဖတ်စေအုပ်စုဘက်ကဒါအပြင်ကိုခုနောက်ထပ်နောက်တစ်ဆင့်လွတ်နေတဲ့အိမ်တွေချိတ်ပိတ်ခံရတဲ့အိမ်တွေဒီအိမ်တွေရဲ့ပိုင်ရှင်တွေကထွက်ပြေးတိမ်းရှောင်နေရတယ်အဝေးမှာရောက်နေတယ်ဆိုတော့သိလို့တိ တိပြီးတော့ဒီလိုအိမ်ထဲမှာတော့သူတို့ကြားဖြတ်နေကိုရဲရဲတင်းတင်းသူတို့အပေါင်းပါတွေဒီဂျမ်ဘတ်စီအုပ်စုရဲ့အပေါင်းပါတွေကလာထားရဲတယ်အဲပြီးတော့ရုပ်ရှင်ရိုက်ပြီးတော့ဝင်ဖမ်းတဲ့ပုံစံတွေလုပ်တယ်ဆိုတာမျိုးတွေကအင်ပလန့်ကျွန်တော်တို့တွေစိတ်မကောင်းဖြစ်ရပါတယ်ဝမ်းနေရပါတယ်နောက်ထပ်ကျွန်တော်ဒီ US ပါဝင်ပေါ့နော်ကျွန်တော်တို့ကြားဖြတ်အောင်အဓိကနှိမ်နေမဲ့နိုင်ငံတကာကကျွန်တော်တို့နိုင်ငံတကာကိုလည်းကျွန်တော်ပြောချင်တာကျွန်တော်တို့ဒီလိုဖြစ်ပြက်မျိုးတွေကမြန်မာနိုင်ငံထဲမှာတော်တော်ကြီးကိုစိုးစိုးဝါဖြစ်နေတယ်ဒီကြားဖြတ်နေရလဲကျွန်တော်တို့ထိုင်းမြန်မာနယ်စပ်တစ်ချောင်းမှာတော်တော်ချင်းနေစိုးနေတယ်အဲ့တော့ကျွန်တော်တို့ အမြန်ဆုံးဒီကြားဖြတ်နေကိုနှိမ့်နှင်းပေးစေချင်တယ်ကျွန်တော်တို့ဒီတော်လိုင်းကြီးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့နိုင်ငံမှာဒီကြားဖြတ်နေကြောင်းစိတ်ကျင့်စာရေးတာပြက်ပြားကုန်တဲ့တော်လိုင်းဟိုဥစားဟိုပေါ့နော်ဒီလက်နက်ကိုင်တပ်ဖွဲ့တွေလည်းတော်တော်များနေပြီအဲ့တော့ဒီကြားဖြတ်နေကိုအမြန်ဆုံးကျွန်တော်နှိမ့်နှင်းပေးစေချင်ကျွန်တော်တို့လိုဖြစ်မျိုးတွေနောက်ထပ်တခြားလူတွေလည်းမဖြစ်အောင်လို့ပေါ့နော်ကျွန်တော်တို့တော်လိုင်းကြီးထဲမှာမြန်မာနိုင်ငံမှာချိတ်ပိတ်ခံထားတဲ့တော်လိုင်းကြီးထဲမှာပါဝင်တဲ့လူတွေ တွေတီတီကိုချိတ်ပိတ်ခံထားတဲ့အိမ်နေရာလည်းမြန်မာနိုင်ငံမှာမြောက်များစွာရှိတယ်။တင်ကြတဲ့တစ်ချိန်ကျရင်လည်းကျွန်တော်တို့အိမ်မျိုးလိုပဲချိတ်ပိတ်ခံထားတဲ့အိမ်တွေကိုဒီရန်ကုန်မန္တလေးတွေစသည်ဖြင့်အခြားမြို့ကြီးတွေမှာရှိနေတဲ့အိမ်တွေမှာလည်းအခုကြားဖြတ်နေရအောင်ရန်ကုန်တွေမန္တလေးတွေနေပြည်တော်တွေကိုရွှေ့ကုန်ကြပြီ။အဲ့တော့အဲ့လိုချိတ်ပိတ်ခံထားတဲ့အိမ်တွေမှာလည်းအဲ့လိုကြားဖြတ်နေကိုဒီကျမ်းပတ်စေအုပ်စုရဲ့လက်ကင်တုံးအာနာပိုင်တွေအပေါင်းပါတွေဒီသူတို့မြို့ရွာတွေရဲ့တက်ဆိုင်ရာအကောင့်တွေကတော့မထားဘူးလို့ပြောမနိုင်ဘူးပေါ့နော်။အဲ့တော့ဒီ ကြားပြန်တွေကိုအမြန်ဆုံးနှိမ့်နှင်းပေးပါလို့ကျွန်တော်အနေနဲ့တောင်းဆိုခြင်းပါတယ်ဗျ။ဟုတ်ကဲ့အခုလက်ရှိကတော့သတင်းတွေမှာလည်းကျွန်တော်တို့ပါပြီးဖြစ်တယ်ပေါ့နော်။ကြားဖြတ်မှာဘယ်သူတွေပါဝင်ပတ်သက်နေလဲဆိုတဲ့အဖွဲ့တွေကတော့အကြံဖတ်စေအုပ်စုရဲ့လက်ရှိလက်ကင်တော့အကြံဖတ်စေအုပ်စုဩဇာကလက်နက်ကင်အဖွဲ့စည်းတွေအကုန်လုံးပါဝင်ပတ်သက်နေတာပေါ့နော်။အဲဒါအကြံဖတ်စေအုပ်စုရဲ့ဩဇာကအဖွဲ့စည်းတွေအကုန်လုံးကို လက်ရှိဒီကြားဖြတ်နေကိုလက်ခံထားတဲ့အဖွဲ့အစည်းတွေအကုန်လုံးကိုကျွန်တော်တို့အရေးယူဖို့တင့်တယ်ကျွန်တော်တို့ထိထိရောက်ခိုင်တွယ်ဖို့တင့်တယ်ဒီကြားဖြတ်နေကိုကျွန်တော်တို့ဒီထိုင်းမြန်မာနယ်စပ်တစ်လျှောက်ကျွန်တော်တို့ကင်းပြည်နယ်တဲကနေပပျောက်သွားအောင်ကျွန်တော်ထိထိရောက်နှိမ်နှင်းဖို့ပြီးရင်နောက်ထပ်ဒီကြားဖြတ်ကင်းပြည်နယ်တစ်ခုတည်းရင်မဟုတ်ဘူးကင်းပြည်နယ်တစ်ခုတည်းရင်မလုံလောက်ဘူးကင်းပြည်နယ်တစ်ခုတည်းရင်ပပျောက်သွားလို့မရဘူးကျွန်တော်မြန်မာပြည်တခြားနေရာတွေမှာလည်းကြားဖြတ်နေရရှိသေးတယ်အခုဒီနယ်စပ်တွေမှာပိတ်ဆို့ထားတဲ့အတွက်အပြည်တွင်းနဲ့ကိုကြားဖြတ်နေရအခုအလုံးရင်းနဲ့ဝင်သွားပြီเนาะ ရန်ကုန်မှာဆိုရင်အခုကြားပြန်နေတော်တော်များများရောက်ကုန်ကြပြီကျွန်တော်ဖန်အံမှာဆိုကြားပြန်နေဟိုတယ်တွေတဲခုကန်တွေပြည့်နေပြီဖန်အံနေတဲ့ဆင်ရန်ကုန်နဲ့တွားတယ်ကြားပြန်နေကအခုလဲသွားပြီမပြည်ထဲမှာတွားအတွင်းထဲမှာတွားဝင်မှာလျားတော်မယ်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်အဲ့တော့ဒီကြားပြန်ရဲ့ခေါင်းကန်ဟာအချမ်းပတ်စိအုပ်စုမင်းအောင်လိုင်ကအဓိကကြားပြန်ရဲ့ခေါင်းကန်ပုံစံမျိုးဖြစ်နေတယ်ခေါင်းကန်ဖြစ်နေတယ်အဲ့ဒါကြောင့်မို့လဲသူသူတို့တွေဒီအချမ်းပတ်စိအုပ်စုရဲ့လက်အောက်ခံလက်ဝေးခံကျွန်တော်တို့လက်နက်ကိုင်ဖွဲ့စည်းနေတယ်သူမိကိုနင်းကိုမိသူနင်းအခြေအနေမျိုးတွေမှာသူတို့တွေ ဟိုပိတ်မိနေတဲ့အနေအထားဖြစ်တယ်အဲ့တော့ဒီအချမ်းပတ်စေအုပ်စုမင်းအောင်လိုင်းနဲ့အပေါင်းပါတွေကိုအမြစ်ဖြုတ်နိုင်မှသာလေဒီကြားဖြတ်နေရအမြစ်ပက်ကျက်မှာဖြစ်တယ်အခုဆိုရင်ဒီနေဆက်တရားနေပြီးပြည်တွင်းနေတွေကိုဝင်သွားကြပြီဒါလက်ရှိဟိုမျက်မြင်သက်သေတွေရောကျွန်တော်ဗီဒီယိုတွေရောလက်ရှိဖြစ်ပေါ်နေတဲ့သတင်းတွေရောထင်ထင်ရှားရှားမြင်ရတယ်ပေါ့နော်အခုကလက်ရှိကတော့ကျွန်တော်တို့ကြားဖြတ်နေရတနိုင်ငံလုံးကိုငွေပေးရင်သွားလို့ရတယ်ဆိုတဲ့အခြေအနေမျိုးပေါ့နော်အရင်တော့ရန်ကုန်နဲ့မြောက်ပြည်ဆိုရင်အဲတာမန်ပြည်သူတွေသွားရင် တောင်ကနန်းလောက်နဲ့သွားကြရတယ်တသိန်းပေါ့တသိန်းပတ်ဝန်းကျင်လောက်နဲ့သွားကြရတယ်အခုကြားဖြတ်နေရသူတို့အုပ်စုလိုက်ဆိုရင်သိန်းတစ်ထောင်နှစ်ထောင်နေတောင်ပေးပြီးတော့သွားနေကြတာသိန်းကိုကြက်သိန်းပေါင်းတစ်ထောင်နှစ်ထောင်ပေးပြီးတော့သွားနေတဲ့အခြေအနေမျိုးတွေဖြစ်တယ်သူတို့ကငွေလန်းခင်းသွားနိုင်တဲ့တကတကဘာလုံးလိုက်လိမ့်ပြီးတော့လူတွေရဲ့ငွေကိုလိုက်လိမ့်ပြီးတော့သူတို့တွေကငွေကြေးသုံးစွဲနိုင်တဲ့လူတွေဆိုတော့အဲ့ဒီသူတို့တက်ဆိုင်ရရောက်သွားတဲ့မြို့တွေရွာတွေမှာလဲကျွန်တော်တို့ဟိုအိမ်တိုင်အိမ်တိုင်အိမ်ကတသိန်းတိုင်စေသိန်းလောက်ပေးဝယ်သိန်းတရာလောက်ပေးဝယ်ပြီးတော့အဲ့လိုလောက်ကြတဲ့လူမျိုးတွေဖြစ်တယ် 哎喽，你妈逼，那边我家骗了，新闻都还没撇的，你妈逼，没有几条了，问闻都还没撇的，OK。